မင်္ဂလာပါရှင်ဧပြီလ9ရက်တနင်္လာနေ့ရန်ကုန်ရဲ့ရန်ကုန်တခွင်သတင်းစုံလင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစားတင်ဆက်မဲ့သတင်းကတော့ရန်ကုန်မြို့ပြည်သူရင်ပြင်တွင် ရှင်သာမဏေအပေါင်း9500အားစွန့်ဆန့်စိန်လောက်လှူတဲ့သတင်း။ သဲပြူတော်ရဓမ္မရိတ်သားနဲ့မဟာမြိုင်တော်ရဓမ္မရိတ်သားတို့ရဲ့ဦးစည်းပဌာနာနိုင်ကဆရာတော်ဗတ္တနာပညာစောတာမထေမြတ်အမှုထားပြီးရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ရဲ့စီမံပံ့ပိုးကူညီမှုဖြင့်သဲပြူဆရာတော်ကြီးရဲ့တပည့်တော်ကအလှူရှင်များက ရန်ကုန်တိုင်းဒေသကြီးတွင်ရှိမြို့နယ်ပေါင်းစုံမှရှင်သွေးရတနာ9500ဦးတို့အားပပစ္စအမွေရှင်သာမဏေအဖြစ်သွတ်သွင်းချီးမြှင့်ခဲ့ပြီးအဆိုပါရှင်သာမဏေများအားစွမ်းဆန်စိန်လောင်းလူပွဲကိုဧပြီ6ရက်နေ့နေ့ပိုင်းကရန်ကုန်မြို့ပြည်သူ့ရှင်မြန်မာကျင်းပရာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်တိုင်းဒေသကြီးဝန်ကြီးများဌာနဆိုင်ရာများမှအရာတန်းအမှုတန်းများအလှူရှင်များကစွမ်းဆန်တော်များလောင်းလူကြပြီးကုသပြုကြကြောင်းသိရှိရပါတယ်ရှင်ဒီသတင်းကိုတော့အောင်မြင်က ပြပို့လာတာပါ ဆလတ်င်စမဲတဲ့တင်ကတော့ကျေးရွာစားကြရများရှင်သန်ခိုင်မာရေးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှတာဝန်ရှိသူများတွင်ဆဲဆောင်ရွက်တဲ့တင်တွန်တင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဦးသက်ပိုင်ဦးဦးဆောင်သောတာဝန်ရှိသူများဟာဧပြီလ9ရက်မွန်လယ်တနားရီကတွန်တင်းမြို့နယ်ကြည်တန်းအုပ်စု ပေါ်ကုန်းကျေးရွာရှိစွမ်းအားသည့်စားကြရသူတို့တောက်ရောက်ကစားကြရရှင်သန်ခိုင်မာစီးဆောင်ရွက်ကြောင်းသိရပါသည် အခုလိုဆမရရင်ဦးစီးရရှိဦးသက်ဦးကဒေတာဆိုင်ရာများရမီရဖာများနဲ့တွေ့ဆုံကကျေးရွာစာကြီးတိုင်းဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ချက်များကိုဝိုင်းဝန်းဆောင်ရွက်ပေးကြရန်ညှိနှိုင်းဆွေးနွေးကြောင်းသိရပါတယ်။အဲ့ဒီနောက်ပေါ်ကုန်းကျေးရွာစွာအသေးစာကြီးတိုင်းရောက်ရှိစစ်ဆေးကြကြောင်းသိရပါတယ်ရှင်။ဒီသတင်းကိုတော့တွန်ဒေတာကပေးပို့ထားတာပဲဖြစ်ပါတယ်။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ဆယ်ရက်အတွင်းငလျင်လှုပ်ခတ်မှုပေါင်းအကြိမ်60နီးပါးရှိလာတဲ့သတင်း ရတာစကီခုနှစ်တမခုနှစ်ရှိအင်အားပြင်းငလင်လောက်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့လေကနေဧပြီလ6ရက်မနက်9နာရီခွဲဝင်းကျင်အထိငလင်လောက်ခတ်မှုပေါင်း88ကြိမ်ရှိတယ်လို့မိုးလေဝသနဲ့ဇလဗေဒညင်ကြားမှုဦးစီးဌာနကသတင်းထုတ်ပြန်ပါတယ်။မိုးဇလဌာနရဲ့ထုတ်ပြန်ချက်တွေအရတရက်တာငလင်လှုပ်တဲ့အကြိမ်တွေကိုလေ့လာကြည့်တဲ့အခါအင်အားပြင်းငလင်လောက်ခတ်ခဲ့တဲ့မတ်လ28ရက်တရက်ထဲမှာပဲ73ကြိမ်ရှိခဲ့ကြောင်းသိရှိရပါတယ်ရှင်။ ရွှေရံကုန်ရဲ့ရန်ကုန်တခွင်သတင်းစုံလင်ကိုတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ရှိပါရရှင်။